အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့အောင်စီပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြန်လဲပြောပြပေးသွားမှာကတော့အသက်73နှစ်အရွယ်ကလေးမလေးကိုအကိုဝန်းခွဲဖြစ်သူမှပြုကျင့်ခဲ့တဲ့အပြင်အတော်ဖြစ်သူကပါကိုဝင်မရအောင်ကြိုတင်ကာကွယ်ဖို့အတွက်ပြောဆိုခဲ့တဲ့ဆိုတဲ့ထိုင်းတည်င်းကိုကျွန်တော်ပြန်လဲပြောပြပေးသွားမှာပဲဖြစ်ပါတယ် ဖြစ်စဉ်ကတော့ထိုင်းနိုင်ငံနောင်ခိုင်မြို့မှာနေထိုင်တဲ့အသက်73နှစ်အရွယ်နောင်မလီဆိုတဲ့မိန်းကလေးကိုဦးလေးအရင်ရဲ့သားဖြစ်သူအသက်26နှစ်အရွယ်နိုင်ချုပ်ဆိုတဲ့အကိုဝင်ွယ်မှာပြုကျင်ခဲ့ပါတယ်။နောက်ပြီးနိုင်ချုပ်ရဲ့မိခင်ဟာသားဖြစ်သူကိုစိုးစုံမှမရှိတဲ့အပြင်ကျူးလွန်ခံရတဲ့နောင်မလီဆိုတဲ့မိန်းကလေးကိုပါကိုဝင်မရအောင်ကြိုတင်ကာကွယ်ထားဆိုပြီးပြောဆိုခဲ့ပါတယ်။အိုင်နောက်ပိုင်းမှာတော့ကလေးမလေးဟာသူတို့အိမ်မှာဆက်ပြီးမနေရတော့လို့ဥဒုံထာနီမြို့မှာရှိတဲ့သူမရဲ့တငယ်ချင်းအိမ်ကိုထွက်ပြေးပြီးနေထိုင်ခဲ့ရပါတယ်။တငယ်ချင်းအိမ်ကိုရောက်ပြီး ောက်မှာတော့နိနာခဲရတဲ့နောင်မလီဆိုတဲ့အသက်73နှစ်အရွယ်မိန်းကလေးဟာလူမှုကူညီရေးအဖွဲ့အစည်းတစ်ခုစီအကူအညီတောင်းခဲ့ပါတယ်။နောက်ပြီးကလေးမလီပြောပြတာက"သူမနဲ့သူမရဲ့အဖေဟာဦးလေးဖြစ်သူရဲ့အိမ်မှာကန်းနေရပြီးဒီမတိုင်ခင်အရင်မှာဦးလေးရဲ့သားဖြစ်သူအကိုဝင်းဝဲဟာသူမရဲ့အခန်းထဲကိုဝင်လာပြီးသူမကိုပြုကျင်ခဲ့တယ်။အဲ့ဒီအကြောင်းလေးကိုဦးလေးရဲ့မိန်းမအတော်ဖြစ်သူတီးသွားတဲ့အခါမှာလည်းသူ့ရဲ့သားကိုဆုံးမမှုမရှိတဲ့အပြင်သူမကိုပါကိုဝင်မရအောင်ကြိုးတင်ကာကွယ်ထားဆိုပြီးပြောတယ်။နောက်ပြီးသူမအနေနဲ့အဖေကိုလည်းမပြော ြောပြရေဘူးအဖေဟာဆိုရင်လည်းအရက်မူလာတဲ့အခါမျိုးတွေမှာတခါတလေသူမကိုရိုက်နှက်တာကြောင့်သူမအနေနဲ့အဲ့ဒီအိမ်မှာဆက်မနေရတော့လို့ဦးတော်ဌာနီမျိုးမှရှိတဲ့သူမတငယ်ချင်းရဲ့အိမ်ကိုထွက်ပြေးလာပြီးအခုလိုလူမှုကူညီရေးအဖွဲ့စီမှာအကူအညီတောင်းခဲ့တာဖြစ်တယ်လို့နင်းနာခဲရတဲ့အသက်73နှစ်အရွယ်နောင်မလီဆိုတဲ့ကလေးမလေးကပြောပြပါဗါတယ်။အဒီနောက်မှာတော့လူမှုကူညီရေးအဖွဲ့စီရဲ့ဆောင်ရွက်ပေးမှုနဲ့ကျူးလွန်ခဲ့တဲ့အကိုဝင်ွယ်ဖြစ်သူအသက်26နှစ်အရွယ်နိုင်ချုပ်စုသူကိုမူရေးစေဝါတုံဆွဲမှုအတင်းအာဓမပြုခြင်းမှု မှုတို့နဲ့ဖန်စီခဲ့ပြီးကလီမလီကိုတော့စေးစေးမှုခန့်ယူပြီးသွားရင်လူမှုကူညီရေးအဖွဲ့အစည်းအနေနဲ့ကလီမလီဘဝရှိရေးအတွက်လုံခြုံမဲ့နေရာကိုပို့ပေးသွားမှာဖြစ်တယ်လို့ထိုင်းသတင်းမှပြောပါရတယ်။